thank uh you -huh. မင်္ဂလာပါရှင်ခစ်တနျူးစ်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တကလွဲပြီးလက်နက်ကင်ဖွဲ့များလက်နက်စွန်ပေါ်ဒေါ်တတ်တက်ကင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်အပြစ်ခံရစိမ်းမှာထာဝရငြိမ်းချမ်းရေးတို့ရောက်ရှိစေဖို့စစ်တကလွဲပြီးလက်နက်ကင်ဖွဲ့စည်းများလက်နက်စွန်ကြဖို့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်တတ်တက်ကင်ကဒီကနေ့ရန်ကုန်မြို့မှာပြုလုပ်တဲ့ပါတီသတင်းစာရှင်းလင်းပွဲမှာပြောဆိုပါရီ၎င်းကအပြစ်ခံရစိမ်းကနေထာဝရငြိမ်းချမ်းရေးကိုရောက်အောင်တမတော်ကလွဲပြီးကြံလက်နက်ကင်ဖွဲ့တွေလက်နက်စွန်ဖို့ကြိုးစားကြပါနိုင်ငံရေးစကား ိုင်းကိုလာကြဖို့အတိကပြောချင်ပါတယ်လို့ဆိုပါတယ်။ နိုင်ငံရေးဖြစ်စဉ်မတည်ငြိမ်စေဖို့လှုံ့ဆော်တဲ့သူတွေကပြည်သူလူထုပြည်တွင်းရှိနိုင်ငံရေးသမားများစစ်တပ်နဲ့နိုင်ငံတကာဆွေဖက်မှုတွေနဲ့ပါဝင်ကြောင်းပြည်သူများအမြင်ကျင်ရန်လိုကြောင်း၎င်းကပြောပါရင်ဒါအပြင်နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးမှလှုံ့ဆော်တဲ့ရွှေကောက်ပွဲမှာမတမာမှုဖြစ်ဖို့အလားအလာရှိပြီးစစ်ကောင်စီပြုလုပ်တဲ့ရွှေကောက်ပွဲမှာတမာတမတ်ရှိတဲ့ရွှေကောက်ပွဲဖြစ်ကြောင်းဒေါ်သက်ခိုင်ကပြောပါရင်လက်ရှိမှာ PPP ပါတီအနေနဲ့လာမယ့်ရွှေကောက်ပွဲမှာပါဝင်ရှင်ပြိုင်သွားဖို့ပြင်ဆင်နေပြီးရွှေကောက်ပွဲကတိကဖို့ရေးဆွဲပြီးတင်ပြသွားမှာဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲမှာ ြောပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့လက်နက်ကင်ပတိပခါရှေ့ရောက်နေခြင်းမှာမှာရင်းနေကြောင်းနိုင်ငံပါတီများကတက်တင်ပြဖို့ဒေါက်တာအီမောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းဆောင်ရွက်ရမှာလက်နက်မှသာလေနိုင်ငံရဲ့ပြဿနာဖြေရှင်းဆောင်ရွက်ရမယ်လို့အယူအဆနဲ့လက်နက်ကင်ပတိပခါတွေရှိရောက်နေခြင်းမှာမှာရင်းနေကြောင်းနဲ့ရခိုင်ဦးဆောင်ပါတီ AFP ခေါင်းဆောင်ဒေါက်တာအီမောင်ကပြောပါရယ်။ မေလ10ရက်နေ့မှာရန်ကုန်မြို့ပြည်တော်စုကြံ့ခိုင်နှင့်ဖွံ့ဖြိုးပါတီ USDP ရုံးမှနိုင်ငံပါတီများတွဲဆောင်ဆွေးနွေးပွဲမှာဒေါက်တာအေးမောင်ကအခုလိုပြောဆိုခဲ့တာပါအဲ့ဒီတွဲဆောင်ပွဲကိုစစ်ကောင်စီလက်အောက်ခံနိုင်ငံပါတီ23ပါတီတက်ရောက်ကြပြီးမြန်မာနိုင်ငံအခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်လက်ရှိကာလမှာအားလုံးသိကြတဲ့အတိုင်းပဲနိုင်ငံပါတီတွေကနောက်ကိုဆုတ်သွားတယ်လက်နက်ကင်ပတိပခါရှိကိုရောက်ခပြီးမှလက်နက်ပါမတာလင်းနိုင်ငံပြည်ထနာကိုဖြည့်ရှင်းနိုင်မယ်ဆိုတဲ့ဟာသွားပြီးဒီဥစ္စာမှအကြောင်းကိုကျွန်တော်တို့တက်တည်ပြဖို့လိုအပ်ပါတယ်အဲ့ဒီလိုမှအကြောင်းတက်တည် င်ပြဖို့နိုင်ငံရေးအားဖြင့်ကျွန်တော်တို့တွေကပါတီတွေဘလောက်ပဲကွဲကွဲညီညွတ်ပါတယ်လာမယ့်၅နှစ်တာကာလမှာဒီလိုပဲနိုင်ငံအကြက်တဲကိုတကယ်စုပေါင်းပြီးကမှဖြည့်ရှင်းသွားပါတယ်ဆိုတဲ့အဥ္စာမျိုးဒီနာဆာကရဲ့၅နှစ်တာအလွန်ကာလမှာတည်ငြိမ်အေးချမ်းပြီးမှလက်ရှိ၅နှစ်နဲ့ဆက်ဆက်တဲ့အားတစ်ခုဖြစ်အောင်လုပ်ဖို့ကျွန်တော်တို့စူးစမ်းပြီးမှဝိုင်းဝန်းတည်ဆောက်ဖို့လိုပါတယ်လို့ဒေါက်တာအေးမောင်ကပြောပါတယ် ဒါအပြင်မြန်မာနိုင်ငံရဲ့နိုင်ငံပြည်ထနာများပြည်ရင်းစစ်များဆက်လက်ရှိနေပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့တည်ငြိမ်အေးချမ်းမှုမရရှိခြင်းကပါတီကုံစနစ်ကျင့်သုံးခြင်းကအဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီးတပ်ပါတီစနစ်နဲ့မြန်မာနိုင်ငံကိုပြန်လည်တည်ဆောက်ရေးကိုဒေါက်တာအေးမောင်ကဆိုပါတယ်။ မြန်မာနိုင်ငံရေးစင်ရေးတင်မှမှုကျွန်တော်တို့လိုအပ်တာကတည်ငြိမ်အေးချက်နဲ့မြန်မာနိုင်ငံရဲ့အခင်ချင်းအဲ့ဒီအခင်ချင်းကိုမရဘဲဘလို့မှဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအသစ်မတည်ဆောက်နိုင်ဘူးကျွန်တော်တို့အားလုံးညီညွတ်နိုင်မှာပေါင်းစည်းနိုင်မှာကျွန်တော်တို့ပထမပြောသလိုတပါတီအရာစဉ်းစားဖို့လိုတယ်တပါတီမဖြစ်နိုင်တောင်မှရွှေကပွဲမတိုင်မီမြန်မာနိုင်ငံလိုအပ်ချက်ကအမျိုးသားညီညွတ်တယ်ဆိုတဲ့စုပေါင်းဆက်ပေါင်းနိုင်ငံရေးအဖြစ်ညီညွတ်တယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုရှောင်အောင်ချီတက်မယ်ဆိုတဲ့မူနဲ့သွားမယ်ဆိုရင်ပါတီတိုင်းအားလုံးညီညွတ်ဖို့လိုပါတယ်လို့ပြောပါတယ်နိုင်ငံရေးပါတီများညီညွတ်ပြီးတိုင်းပြည်ဖွံ့ ြိုတိုးတက်ဖို့အတွက်လှုံ့ဆော်မယ်လို့ဒေါက်တာအေးမောင်ကဆက်လက်ပြောပါတယ်ကျွန်တော်တို့လက်ရှိကာလကိုလွတ်လပ်ရေးခင်ဦးကာလလို့ပြန်စင်စားဖို့လိုပါတယ်ဒီတိုင်းသွားရင်မညီညွတ်ဘူးတတ်တယ်ဖြတ်တယ်အခုတဘာဝ BNN ရဲ့ကြားရောက်တဲ့ငလင်ကြောင်းပြည်သူတွေအများကြီးတည်တဲ့စစ်ကြောင်းတည်တာဒုက္ခတွေတန်းကြော်နေပြီအဲ့ဒီတော့ပြန်လည်တည်ဆောက်ရေးအတွက်ကျွန်တော်တို့ညီညွတ်မှဖြစ်မယ်အဲ့ဒီမှာတပါတီလိုအပ်တယ်ကျွန်တော်တို့ဘယ်လိုညီညွတ်အောင်လုပ်ကြမလဲရုရှားလိုတည်ဆောက်မလဲ VNL လိုတည်ဆောက်မလားကမ်ဘောဒီးယားကတပါတီစနစ်ကြောင့်ဘာကြောင့်အဆင်မပြေတာလဲလာအိုတရုတ်ဘာကြောင့်တည်ငြိမ်နေတာလဲကျွန်တော်တို့စဉ်းစားဖို့လိုတယ် ယ်လို့ပြောပါတယ်။တပါတီစနစ်နဲ့တိုင်းပြည်တိဆောက်ပါကဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ပြီးပြည်သူများလုံခြုံရေးချမ်းကြောင်းနဲ့လက်ရှိမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံပါတီပေါင်းစုံလက်နက်ကိုင်ပေါင်းစုံနဲ့ပဋိပက္ခများအလွန်ရှုပ်ထွေးနေကြောင်းဒေါက်တာအေးမောင်ကပြောဆိုခဲ့ပါတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ စကောင်ဆောင်မင်းရောင်လိုက်နဲ့တွေးဆောင်ခဲ့တဲ့တရုတ်သမ္မတမှာနိုင်ငံရေးအတွက်လှုပ်ရှားရှိရာတွေကိုချင်း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 နဲ့လှုပ်ဆောင်သွားဖို့နဲ့တရုတ်ဝန်ထမ်းများ institution များနဲ့စီမံကိန်းများကိုထိထိရောက်ရောက်ကာကွယ်ပေးဖို့နေဆက်ဖြစ်ကြောရာသွေးမှုတွေကိုလည်းပုံမှုကြိုးပမ်းတိုင်ဖြတ်သွားဖို့ပြောဆိုနေတယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရမှ morning ကသူ့ရဲ့ social media မှာရှိသားလာပါတယ်။အထက်ပါစကလုံးသုံးလုံးကိုကြည့်မယ်ဆိုရရင်မင်းရောင်လိုက်အပေါ်အားမလို့အာမရနဲ့စိုးရိမ်မကင်ဖြစ်နေတာပေါ်လွင်ထင်ရှားနေပါတယ်။တရုတ်သမ္မတ ာကြားမှာမြန်မာပြည်ရဲ့ငလင်ပီးအတွက်တရုတ်မှရရရရကူညီပေးခဲ့မှုတွေကိုမြန်မာရဲ့ Global New Light of Myanmar မှာစာမျက်နှာပြည့်ဖော်ပြအရေးတလာခဲ့ပါတယ်။ဒါကပဲမြန်မာပြည်သူတွေစိတ်ထဲမှာ၎င်းတို့အပေါ်စေတနာရှိတဲ့နိုင်ငံဖြစ်သိမြင်လာဖို့ကြိုးပမ်းမှုလည်းဖြစ်ပြီးပြည်သူတွေကမြည်တို့သဘောထားနေရာကိုသိရှိနေပြီးတုံ့ပြန်လာခြင်းလည်းဖြစ်ပါတယ်။အဲ့ဒီအထိပြဿနာမရှိလာသေးတော့လေသူမရဲ့စောင်းပါးမှာတရုတ်ကုန်မြင့်ဒေတာကြီးမှမြစ်ဖြားခံလာတဲ့အေယော်ရီမြစ်ကြီးကမြန်မာနိုင်ငံလေပိုင်းကိုဖြတ်တန်းစီးဆင်းနေပြီးနှစ်နိုင်ငံအကြားကာလ ကြမြတ်စွာတရှိနေတဲ့ချစ်ချင်းရင်းနှီးမှုနဲ့ပေါင်းစည်းမှုကိုဖော်ပြနေရလို့ရှိသားခြင်းကစိတ်နှောက်ရှက်ဖြစ်စရာကောင်းတယ်လို့အခုလိုတုံ့ပြန်ခြေပါလာပါတယ်။တကယ်တမ်းမှာအေယာရီမြစ်ကြီးကတရုတ်ကုန်မြင့်ပိုင်းမှာမြစ်ပြားခံလာခြင်းမဟုတ်မြန်မာပြည်ပွားမြစ်ကြီးတစ်စင်းသာဖြစ်တဲ့ဒါကိုယူနက်စကိုမှနိုင်ငံမြောက်ဖက်ပိုင်းတောင်ကုန်းဒေသမှာမြစ်ပြားခံလာတဲ့မြစ်လက်တက်တွေကမြစ်ကြီးရဲ့အရှိမြောက်ဖက်မှာမိခနဲ့မလိခဖြစ်ပေါင်းစုံမိရမှာအေယာရီမြစ်ကြီးဖြစ်စီးဆင်းလာတယ်လို့ဖော်ပြထားပြရလဲဖြစ်ပါတယ်။မိခနဲ့မလိခကို Google မြေပုံနဲ့ကြည့်မယ်ဆိုရင်က ကချင်ပြည်နယ်နဲ့နမိတ်တွင်းတာမြစ်ပြားခံလာတာကိုတွေ့ရမှာပဲဖြစ်ပါတယ် အရာဝရီကနိုင်ငံနယ်နမိတ်တွေကိုဖြတ်တန်းစီစဉ်နေတဲ့နိုင်ငံတကာမြစ်ကြီးမဟုတ်မြန်မာမျိုးသားများပိုင်တဲ့နေမြေတွင်ငွေဖားလာတဲ့နိုင်ငံသားစစ်စင်မြစ်ကြီးတစင်းဆိုတာကိုနိုင်ငံတကာကအကြေကြေပြန့်ပြန့်လက်ခံထားခဲ့ပြီးဖြစ်တဲ့ဒီလိုဖြစ်နေတာတော့အရာဝရီမြစ်ကြီးစတင်ရာကချင်ပြည်နယ်မြောက်ပိုင်းကိုတရုတ်နိုင်ငံဖြင့်မယုံမသားဆိုလိုနေခြင်းလားလို့လဲစောင်းပါရှင်ကမေးခွန်းထုတ်ထားပါတယ်။တကမာလုံးငန်းငန်းတက်ဖြစ်နေတဲ့မြေရှားတပ်တူများရွှေများထွက်ရှိရာကချင်ပြည်နယ်မြောက်ဖျားပိုင်းကိုတရုတ်တို့မျက်စာပစ်လာခြင်းရဲ့ပွဲဥထွက်သွေးဒိုးဆန်းခြင်းလားမာကြားကကဘာ ီးကရာစုနှစ်တစ်ခုမှာတချိန်သာရနိုင်တဲ့အသွင်ပြောင်းလာမှုကြီးနဲ့ကြုံရလာပြီလို့လည်းရှင်းသားထားပါတယ်။မာကြားရဲ့ဆောင်းပါးကမြန်မာရဲ့အချုပ်ချာနဲ့နည်းမြေတည်တံ့ပိုင်ခွင့်ကိုထိပါလာပြီးနေလူရှုထားလို့မဖြစ်ဘဲစေအုပ်စုအမျိုးသားညီညွတ်ရေးအစိုးရတိုင်းသားဖွဲ့စည်းများကရှင်းလင်းချက်တောင်းခံရမှာဖြစ်တယ်လို့ဆိုပါတယ်။ငိမ့်နေမယ်ဆိုရင်မာကြားဆောင်းပါးမှာတရုတ်ရဲ့မူဝါဒဖြစ်ကူးပြောင်းသွားနိုင်တဲ့အဖြစ်ကိုဆောင်းပါးရှင်ကစိုးရိမ်လာလို့လည်းဖြစ်ပါတယ်။တရုတ်က 9 dash line လို့ဆိုပြီးဖိလစ်ပိုင်ကျွန်းစုအင်ဒိုနီးရှားနားအထီတောင်တင်ရုပ်ပင်လဲတစ်ခုလုံးနှီးပါကို၎င်းတို့ပိုင်ဖြစ်ပြောဆိုခဲ့ပြီးလဲဖြစ်တဲ့ဒီလိုပိုင်ဆိုင်နေဆိုတဲ့အတွက်နိုင်ငံတကာပင်လဲနဲ့ပြည်နယ်ဥပဒေအရသတ်မှတ်ပေးထားတဲ့ဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်ထိုင်ဝမ်ဗီယက်နမ်တို့ရဲ့အထူးသီးသန့်စီးပွားရေးစုံတွေကို ပင်ရလက်ကံပြုလိုက်ခြင်းပဲဖြစ်တဲ့တောင်တရုတ်ပင်လယ်ထဲရှိကျွန်းတွေကတရုတ်ပြည်မကြီးရဲ့တောင်နှမ်းများပင်လယ်ထဲငုံရှိုးသွားရမှာပေါ်ထွက်လာခြင်းဖြစ်တယ်လို့ဆိုပြီးအခိုင်အမာသက်သေပြနိုင်ခြင်းလည်းမရှိပါဘဲပိုင်ဆိုင်နေလို့ဆိုလာခြင်းဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်မှာမြန်မာဘက်လှစ်လာခြင်းလားအခုချိန်ကစစ်ကောင်းဆောင်များဖို့အာမတန်မန်လျှော့လာနေပြီး၎င်းတို့အသက်ဆက်နိုင်ဖို့အတွက်အချုပ်ချာအာဏာကိုရောင်းစားဖို့ဝင်မလေးကြတော့ဘူးဆိုတာကိုလည်းသိရှိထားကြပြီးအခွင့်ကောင်းရှု တယ်လို့ယူဆလာနိုင်ပါတယ်။၎င်းတို့ကိုအလင်းမြန်ဖယ်ရှားဖြစ်ခြင်းကသာနိုင်ငံရဲ့အချုပ်ချာအာဏာထိန်းသိမ်းကာကွယ်ရမှာရောက်မှာကိုတရုတ်တမ်းမဲ့ရဲ့စောင်းပါမှာတတိပေးလာပြီဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးလိုက်ပါတယ်။ ဆလဘီဝက်လက်ရွာရကုန်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလီရင်နှင့်ပုံချင်းမှုပြည်သူဆဲဦးထက်မနေတည်ဆုံပြီးရွှေပန်းကုန်းချင်းရွာစတင်ကြောင်းကိုလည်းဒီကနေ့မနက်ပေါင်900ပုံးနဲ့လီရင်ကျေးချတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာရကုန်းရွာကိုစံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလီရင်နှင့်ပုံချင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူဆဲဦးထက်မနေတည်ဆုံခဲ့တယ်လို့သိရပါတယ်။မေလ10ရက်နေ့ညနေ4:30မိနစ်30ခန့်မှာဝက်လက်မြို့နယ်အနောက်ချမ်းရှိရွာရကုန်းရွာကိုစံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိထီလာလီ က်မှတက်လာတဲ့ Jet Fighter တစ်စီးနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူ၁၀ဦးထပ်မံတင်ဆောင်ပြီး၈ဦးထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိသူများထဲမှာပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်ကြောင်းသိရပါတယ်။ဝက်လက်မြို့နယ်အနောက်ချင်းကရွာတော်ကုန်းရွာတွေကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံကျဲတိုက်ခိုက်သွားတာပါ။ကျွန်တော်လူသိရတာတော့ပြည်သူ၁၀ဦးထပ်မံတင်ဆောင်တယ်လို့သိရတယ်။ထိခိုက်ဒဏ်ရာရရှိတာ၈ဦးရှိတယ်။ပြင်းထန်ဒဏ်ရာရတာတွေလည်းပါတယ်လို့ပြောပါတယ်။အလာဒူမနီကမေလ၁၇ရက်မ နက်9:00နာရီမိနစ်30အချိန်စကိုင်းတိုင်းဝက်လက်မြို့နယ်ရွှေပန်းကုန်းစာတင်ကြောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပေါင်900ပုံကျဲသွားကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်ဒီမနက်လင်းရင်နဲ့ပေါင်900ပုံကိုရွှေပန်းကုန်းစာတင်ကြောင်းကိုကျဲသွားတယ်လူတွေထိခိုက်လာဆိုတာမသိရသေးဘူးလင်းရင်ကထပ်ဝဲနေတော့မယ်လို့ဒေသခံပြည်သူတောင်းကပြောပြခဲ့ပါရယ်